မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းနတ်တလင်းမြို့နယ်ဓမ္မငယ်ရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို၃ရက်ဆက်တိုက်ကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား73ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့မနက်9:50မိနစ်ခန့်မှာနတ်တလင်းမြို့နယ်ဓမ္မငယ်ရွာကနေထွက်လာတဲ့အင်အား80ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာစီစုံကုန်းရွာထဲကိုရောက်ရှိလာတဲ့အချိန်တရင်3737 တပ်ခွဲနှစ်ကတော်လိုင်းရဲဘော်များကစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်သေးဆုံးသွားတယ်လို့သိရပါတယ်။မနက်7:45မိနစ်ခန့်မှာတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ထမှန်ပြီးတော့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေ9:00ခန့်မှာလဲ တိုင်ရင်၃၈၃ရက် UAV drone team ကဘုံဒီနှလုံးကျဲစွတိုက်ခိုက်ခဲ့ပြီးတော့တပ်ခွဲနှစ်ကရဲဘော်များကလက်နက်ကြီးလက်နက်ငယ်များနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မနက်9:18မိနစ်ခန့်မှာဗန်ဝေးကုန်းရွာဘက်ကိုအင်အား30ခန်းနဲ့ဝင်ရောက်လာတယ်။အကြမ်းဖက်စစ်ကြောင်းကိုလည်းဗန်ဝေးကုန်းတင်းကြိုင်ကုန်းအရောက်မှာတွန်လိုက်တပ်ဖွဲ့များကကြားဖြတ်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးသွားတယ်လို့သိရပါတယ်။ဇန်နဝါရီလ18ရက်နေ့မနက်6:20မိနစ်ခန့်မှာစီတုံကုန်းရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်သား3ဦးလိုက်ပါလာတဲ့ကားတစ်စီး းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား2ဦးသေဆုံးသွားတယ်လို့သိရပါဗျ။အဲ့ဒီနေ့မနက်9:30မိနစ်နဲ့9:10မိနစ်ခန့်မှာစီစုံကုန်းရွာစာတင်ကျောင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလည်းစနိုက်ပါနဲ့ပစ်ခတ်တိုက်ခတ်ရာစစ်သား2ဦးနေရာမှာရင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါဗျ။အဲ့ဒီနေ့ည10:20မိနစ်ခန့်မှာလည်းဗန်ပွေးကုန်းရွာကအကြမ်းဖက်စစ်သားများနဲ့တရင်383တက်တက်ခွဲ1တက်ခွဲ6ကရဲဘော်များနဲ့ထိပ်တွေ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့က အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်တအုပ်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဇန်နဝါရီလ17ရက်နေ့ညနေ6:00နာရီကမှလဲမာအင်းကိုမောင်းလာတဲ့စစ်ကားတစ်စီးနဲ့ဆိုင်ကယ်တစ်စီးကိုလဲမာအင်းနဲ့ကြောက်ခွက်ရွာချားမှာ အိုးဘုံကုန်းရွာထိတ်မှာတရင်၃၈၃၈တက်ခွဲနှစ်ကရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအဲ့ဒီတိုက်ခိုက်မှုမှာစိုက်ကဲမောင်းလာတဲ့စစ်သားတအုပ်လဲပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်ဇန်နဝါရီလ22ရက်နေ့မနက်6နာရီကမှနတ်တလင်းမြို့နယ်အရှိဘန်ပွေးကုန်းကျေးရွာမှာရှိတဲ့စစ်သားများနဲ့ပြူစော်တိများကိုတရင်၃၈၃၈တက်ခွဲ၁၂၃၄၅၆ UAV drone တင်းနဲ့နတ်တလင်းမြို့နယ်ပကဖားတို့ကပူးပေါင်းပြီးတော့ဝင်ရောက်စီးနေတိုက်ခိုက်ခဲ့ရာ၎င်းတို့ကပြန်လည်ခုခံခြင်းမရှိဘဲနဲ့ဗန်ပွေးကုန်းကြီးရွာကနေပြင်ပုံကြီးရွာကိုပြန်လည်ဆုတ်ခွာသွားပြီးတော့တော်လိုင်းရဲဘော်များကဗန်ပွေးကုန်းကြီးရွာထဲမှာနယ်မြေရှင်းလင်းရေးတွေပြုလုပ်နေတယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့အကြမ်းမဲ့စစ်ကောင်စီတပ်သားများနဲ့ဒေါက်တိုင်များကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများကိုထိခိုက်မှုမရှိစေရန်၎င်းတို့အနီးမှာတွာလာလှုပ်ရှားခြင်းမျိုးမပြုလုပ်ကြရန် တာယာဝတီခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကအတိပေးပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မုံရွာမန္တလေးလမ်းမိုက်မှာလူငယ်များကိုနေစဉ်ပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့မြားပလဲဂိတ်ကို drone နဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ18ရက်နေ့19ရက်နေ့တွေမှာမုံရွာမန္တလေးလမ်းမိုက်မှာပြည်သူများကိုနေစဉ်စက်ကြီးကောက်ပေါ်တာဆွဲခြင်းများကိုပြုလုပ်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့မြားပလဲဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကနှစ်ရက်ဆက်တိုက် M9 ERO drone ဘုံလက်လုံအင်နာကဘုံသီးများကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးတော့အရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော်လိုင်းတပ်ဖွဲ့များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာစစ်ခွဲတွေထိခိုက်မှုရှိပါတယ်။ကျွန်တော်တို့အရေးအတွက်ကိုသိရဖို့အတွက်မဟာမိတ်တွေအနေနဲ့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့ Tiger Brothers People Defense Force အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တပ်ရင်း၄အထူးကော်မန်ဒိုတပ်ဖွဲ့မုံရွာ The Boys မုံရွာခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်လေတပ်ခွဲနှစ်5 Commando Force မုံရွာခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်23တပ်ခွဲနှစ် Tiger Brothers People Defense Force မုံရွာခရိုင်ပြည်သူ့ကာကွယ်တပ်မတော်အမတ်ရှိတိုင်ရင်တပ်ခွဲနှစ်မိုးချိုးကြည်စံပျောက်ကြားတပ်ဖွဲ့နဲ့ BLDF အညာမိုင်းအဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်ကမြန်မာစစ်ကောင်စီအပါအဝင်နိုင်ငံ6ခုပူးပေါင်းပြီးတော့ကြားဖြတ်နှိမ်နှင်းရေး ဇင်းရောပူပေါင်းလှုပ်ရှားမှုဒုတိယပိုင်းကိုစတင်သွားမှာဖြစ်ကြောင်းရန်ကုန်အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လန်ချမ်းမဲကောင်တရားဥပဒေစိုးမိုးရေးပူပေါင်းဆောင်ရွက်မှုစင်တာ LMLECC ကဇန်နဝါရီလ22ရက်နေ့မှာတရုတ်နိုင်ငံယူနန်ပြည်နယ်ကုမင်းမြို့မှာဇင်းရောပူပေါင်းလှုပ်ရှားမှုပြန်လည်တုံ့တက်ခြင်းအစည်းအဝေးကိုကျင်းပခဲ့တယ်လို့သိရပါတယ်။အစည်းအဝေးကိုကမ္ဘောဒီးယားနိုင်ငံပြည်ထောင်စုဝန်ကြီးဌာန တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနလာအိုနိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ကာကွယ်ရေးဝန်ကြီးဌာနမြန်မာနိုင်ငံပြည်ထရေးဝန်ကြီးဌာနထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့ဗီယက်နမ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ကကိုယ်စားလှယ်အဖွဲ့အများတက်ရောက်ခဲ့ကြပြီးတော့ကုလသမဂ္ဂမူရဲစေဝါနဲ့ရာဇဝတ်မှုဆိုင်ရာယုံ UNODC အာဆီယံရဲတပ်ဖွဲ့စတဲ့နိုင်ငံတကာအဖွဲ့အစည်းများကိုလည်းအစည်းအဝေးကိုတက်ရောက်ရန်ဖိတ်ကြားခဲ့တယ်လို့သိရပါဗျ။ဇင်းရောလှုပ်ရှားမှုဟာနိုင်ငံအသီးသီးရဲ့တရားဥပဒေစိုးမိုးရေးအရင်းအမြစ်များစူးစီးထားပြီးတော့ဒေသတွင်းမှာဆက်သွယ်ရေးလိမ်လည်မှုနဲ့လက်နက်ခဲယံမှောင်ခိုမှုတိုက်ဖြတ်ရေးအတွာဖိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုအင်အားဖြစ်တယ်လို့သိရပါဗျ။အစားထိုးလို့မရတဲ့ဒေသဆိုင်ရာတရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းအနေနဲ့ကောင်းမွန်စွာပါဝင်ခဲ့တယ်လို့ပြောဆိုထားပါဗျ။မြောက်မှန်းထားတဲ့ရလဒ်များကိုလည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်ဒေတာတွင်လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုဖိအောင်စွာကာကွယ်ပေးနိုင်ခဲ့ကြောင်းဗတ်အသီးသီးတို့ကသဘောတူညီမှုရရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ဇင်ယောင်တရားဥပဒေစိုးမိုးရေးပူးပေါင်းလှုပ်ရှားမှုဟာကမ္ဘောဒီးယားတရုတ်လာအိုမြန်မာထိုင်းဗီယက်နမ်စတဲ့၆နိုင်ငံကတရားဥပဒေစိုးမိုးရေးဌာနများကညှိနှိုင်းပြီးတော့ဒေတာဆိုင်ရာဆက်သွယ်ရေးလိမ်လည်မှု ၊ဂွင်းဆက်ရာဇဝဲမှုများနဲ့လက်နက်ခဲယံမှောင်ခုံမှုတို့ကိုအတူတကွတိုက်ဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။ဗတ်အသီးသီးကစက်သွေးရိတ်လိန်လယ်မှုကိုအဓိကထားတဲ့အမှုစုစုပေါင်း160မှုကိုစုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီးတော့တရက်ခံပေါင်း9000ကျော်ကိုဖမ်းဆီးနိုင်ခဲ့ကပြည်သူ160ဦးကိုလည်းကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။အခုနှစ်ရဲ့တင့်တော်သွက်အချိန်ကောင်းမှာဇင်ရော်ပူပေါင်းလှောင်ရှားမှုဒုတိယပိုင်းကိုစတင်တော်မှာဖြစ်ပြီးတော့စက်သွေးရိတ်လိန်လယ်မှုနဲ့ဂွင်းဆက်ရာဇဝဲမှုများကို အဆက်မပြတ်အာယုံဆိုင်ပြီးတော့တိုက်ဖြတ်သွားမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။အထူးသဖြင့်နိုင်ငံအသီးသီးကပျောက်ဆုံးပိတ်လောင်ခံနေရတဲ့ပြည်သူပြည်သားများကိုလည်းအစွမ်းကုန်ကယ်ဆယ်သွားမှာဖြစ်ပြီးတော့ဒေသတွင်းနိုင်ငံအသီးသီးကနိုင်ငံများရဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနဲ့ဒေသတွင်းလုံခြုံတည်ငြိမ်အေးချမ်းရေးတွေကိုလက်တွေ့ကျကျကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းတရုတ်ကတရားဝင်ကြေညာထားပါတယ်။ လက်ရှိတရုတ်နိုင်ငံသားများအပါအဝင်နိုင်ငံတကာကနိုင်ငံသားများကိုကြားဖြတ်ငွေလိမ်ခိုင်းများကလူကုန်ကူးပြီးညှဉ်းပန်းနှိပ်စက်နေတဲ့နေရာဟာကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ရွှေကုတ်ကိုအပါအဝင်လောင်ကစားစုံနေရာများဖြစ်ပြီးတော့အဲ့ဒီနေရာများကိုအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ BGF နဲ့ DKBA အဖွဲ့များကကာကွယ်စောင့်ရှောက်ထားတယ်လို့နိုင်ငံတကာအစည်းအဝေးခန်းစားများကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပုဗ္ဗတိရိမြို့နယ်ကြည်တောင်ကန်အမှတ်9ရပ်ကွက်မှာစစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းတင်တန်းတိုက်ရောက်ရမယ့်စည်ရင်ထဲမှာပါဝင်နေတဲ့အမျိုးသားတအုပ်ကမချေနှက်တဲ့အတွက်ကြောင့်အုတ်ချုပ်ရေးမှုကိုဓာတ်နဲ့ခုတ်တဲ့အချိန်မှာယာယီမှုကဂျားတွေကဝင်တားတဲ့အတွက်ယာယီမှုရဲ့ခေါင်းကို ခုတ်မိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ20ရက်နေ့ကပြည်သူ့စစ်မှုထမ်းတင်တဲ့အမတ်စဉ်6မှာတက်ရောက်ရန်အတွက်စရင်ထက်ခံထားရသူကိုတန့်စင်ဖြိုးစုသူကအုတ်ချုပ်ရဲမှုရဲ့နေအိမ်ကိုတွားရောက်ပြီးတော့စရင်ထဲမှာသူ့ကိုထည့်ထားတဲ့အတွက်မကျေနပ်ကြောင်းပြောဆိုခဲ့ရာအုတ်ချုပ်ရဲမှုနဲ့စကားများပြီးတော့ဓာခုံမှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အုတ်ချုပ်ရဲမှုကရှောင်လိုက်တဲ့အချိန်မှာမှောက်ရလဲကြပြီးတော့သူ့ကိုမခုတ်မိလိုက်ဘူးလဲကြတဲ့ဒဏ်ရာကြောင့်ဒူးပဲပွန်းသွားတာ အဲ့ဒီအချိန်မှာဝင်လုံးနဲ့ယာယီမူးကခေါင်းကိုအခုတ်ခံလိုက်ရတယ်။အခုတော့အတွင်းလူနာနဲ့ဂရင်300မှာပို့ထားတယ်လို့လုံချုံရင်းနဲ့နှိဆက်တဲ့သတင်းရင်းမြစ်ကပြောပြထားပါရယ်။စစ်ကောင်စီခန့်အုပ်ချုပ်ရင်းမူးဦးလာထွန်းဟာလဲကြနေတဲ့အချိန်ယာအိမ်မူး ဥငွေထွန်းဆိုတဲ့သူကဝင်ရောက်ပြီးတော့ဖမ်းဆီးတဲ့အခါမှာဥကောင်းထိတ်ကိုဓာတ်နဲ့ခုတ်ခံရပြီးတော့အတွင်းလူနာအဖြစ်နဲ့ဆေးရုံမှာကုသမှုခံယူနေရပြီးစိုးရင်ရတယ်လို့သိရပါဗါဒဓာတ်နဲ့ခုတ်တယ်ကိုတန့်စင်ဖြိုးဆိုသူကိုနယ်မြေရဲစခန်းမှာကပနှစ်မြင်းဆောင်2025ရာဇတ်တပ်ကြီးပုံမှာ3.6 3.3နဲ့အရေးယူထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းစားလင်းကြီးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့ရဲစခန်းနဲ့ထွေးအုပ်ရုံးတို့ကိုနှစ်ရက်ဆက်တိုက် drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ22ရက်နေ့ညနေ4:35မိနစ်နဲ့ဇန်နဝါရီလ22ရက်နေ့မနက်9:30မိနစ်ခန့်မှာစားလင်ကြီးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ကအင်အားတရာခန့်နဲ့အထိုင်ချတပ်ဆွဲထားတဲ့ရဲစခန်းနဲ့ထွေးအုပ်ရုံးတို့ကိုတော်လိုက်တပ်ဖွဲ့များကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပဲတော်လိုက်ရဲပေါ်များအထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့တိုက်ခိုက်တာကတော့စားလင်ကြီးရဲစခန်းနဲ့ထွေးအုပ်ရုံးအဲ့ဒီနှစ်နေရာကိုပဲအဓိကတိုက်ခိုက်တာ22ရက်နေ့မနက်က6 ချတော့လေစခန်းထဲမှာကြောက်ရောက်ပောက်ခွဲတာကိုလက်နဲ့ငယ်တွေနဲ့ပြစ်တာအကြာကြီးပဲစစ်ခွေးအင်အားက2နေရာပေါင်းကို100လောက်ရှိတယ်၂ရက်ဆက်တိုက်ဘုံနေချတာပထမရက်ကတော့၅လုံးချတယ်၂၂ရက်နေမနေ့ကတော့၈လုံးချခဲ့တယ်စစ်ခွေးတွေတဲ့စီးရင်တော့အတိအကျမသိရသေးဘူးစစ်ခွေးတွေဘက်ကပြန်ပြစ်တာတွေရှိတယ်လက်နဲ့ငယ်တွေဘာတွေနဲ့လဲပြန်ပြစ်တယ် drone နေနဲ့လည်းလိုက်ပြနေတယ်တိုက်ပွဲပေါ်ဆောင်မှုအတွက်ကြတော့ကျွန်တော်တို့ဘက်မှာကြည်အရမ်းမလုံမလောက်ဖြစ်နေတယ်အဓိကကတော့ဘုံဒီအတွက်ကုန်ကြစရိတ်တွေများတော့ ထင်တယ်လို့လှုပ်ချင်တယ်လို့လှုပ်လို့မရဘူးဖြစ်နေတာပါလို့ချင်းတွင်ဒိုင်းနမိုက်ပြည်သူ့ကာကွယ်အဖွဲ့ဆက်လင်းကြီးအဖွဲ့ခေါင်းဆောင်ကိုဘိုက်ကပြောပြထားပါတယ်ဆက်လက်ပြီးတော့တိုက်ပွဲဖော်ဆောင်နိုင်ရန်အတွက်ပြည်တွင်းပြည်ပမှာရှိတဲ့တော်လန်ထောက်ဖို့မိသားစုဝင်များအနေနဲ့ ဒရုန်းဘုံသီးများကိုဆက်လက်ပြီးတော့ထုတ်လုပ်နိုင်ရန်အတွားကူညီထောက်ပံ့ပေးကြပါရန်မြစ်တာရက်ခံထားတယ်လို့ချင်းတွင်တိုင်းတစ်ပိုက်ပြည်သူ့ကာကွယ်အဖွဲ့ဆလင်းကြီးခေါင်းဆောင်ကိုဘိုက်ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုချင်းတွင်တိုင်းတစ်ပိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဆလင်းကြီးနဲ့အတူရင်းမာပင်ခရိုင်တိုက်ရင်း35တပ်ခွဲ1တောင်မန်ဒီအထူးပြောက်ကြားတပ်ဖွဲ့ဆလင်းကြီးရင်းမာပင်ခရိုင်တိုက်ရင်း35တပ်ခွဲ3တပ်စိတ်1 5 fighter group မုံရွာဆိုလိုအောင်ကြီးဆလင်းကြီးတို့မဟာမိတ်၄ဘွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်ကင်းပြားရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့ကျေးရွာစာတင်ကျောင်းနဲ့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ18ရက်နေ့ညပိုင်းမှာရွှေဘုံမြို့ခလာရ42တပ်ရင်းကအင်အား90ကျော်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကျေးရွာများကိုစစ်ကြောင်းထုတ်ရန်ထွက်ခွာလာပြီးတဲ့နောက်ဇန်နဝါရီလ19ရက်နေ့မနက်4နာရီကျော်လောက်မှာ ကျွန်းတော်ဘက်ကနေတဆင်ကင်းပြားရွာကိုလက်နက်ကြီးများနဲ့ပစ်ခတ်ကဝင်ရောက်စီးနှင်းခဲ့တယ်လို့သိရပါတယ်။ကင်းပြားရွာအတွင်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့နိုင်ဝက်ခန့်ကြောင်းတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုအကြမ်းဖက်စစ်တပ်ရဲ့ရွှေပုံမြုပ်ခလိုက်ရ၄၀နှစ်တိုင်ရင်ကလည်း၁၂၂မှလက်နက်ကြီးတွေနဲ့ဇက်တိုက်ရန်တံပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်စစ်တပ်ရဲ့ရန်တံပစ်ခတ်မှုများကြောင့်ပြည်သူများထိခိုက်မှုမရှိစေရန်တော်လိုင်းတပ်ဖွဲ့များကကြေးရွာနေပြည်သူများကိုရွာထဲကနေကယ်ထုတ်ပေးခဲ့ပြီးတော့ဘေးလွတ်ရ ာကိုခေါ်ဆောင်သွားခဲ့ရတယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များစုခွာသွားတဲ့အထွတ်ကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကကင်းများရွာကိုဝင်ရောက်စီးနှင်းပြီးတော့ကြေးရွာစာတင်ကျောင်းနဲ့လူနေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။စစ်ခွဲတွေစထွက်လာတာကခလာရ40နှစ်တိုင်ရင်ကနေအင်အား90ကျော်လောက်နဲ့78ရက်နေ့ညပိုင်းမှာမှစထွက်လာတယ်လို့သိရတယ်။19ရက်နေ့မနက်အစောပိုင်း၄နာရီကျော်လောက်မှာ ကျွန်းတော်ဘက်ကနေတဆင့်ကင်းပြားရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးတော့ဝင်စည်းတာပေါ့ကင်းပြားရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ပြီးဝင်လာလို့ကာကွယ်တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲနိုင်ဝက်လောက်ဖြစ်ပွားခဲ့သေးတယ်နိုင်ဝက်အကြမ်းမှာခလာရ42တိုက်ရင်ကနေပြီးတော့120နှစ်မမလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ကူပေးလို့ ကင်းပြရွာကပြည်သူတွေကိုကာကွယ်တပ်ဖွဲ့တွေကဆွဲထုတ်ပြီးဘေးလွတ်ရာကိုစုခွာခဲ့ရတယ်။စစ်ခွေးတွေကကင်းပြရွာတွေကအမတ်ကစာတင်ကြောင်းဝင်းတွေကအဆောက်အုံတစ်လုံးပြည်သူပိုင်းနေအိမ်၄လုံးတော့ကိုမိရှို့ဖျက်ဆီးသွားတယ်လို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထိုးခန့်စော်အမေသားကပြောဆိုထားပါတယ်။ အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးပြီးတဲ့နောက်ဇန်နဝါရီလ19ရက်နေ့မှာရွှေဘုံမြို့ဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီးတော့ကင်းပြားရွာအနီးမှာရှိတဲ့မင်းကုန်းရွာမှာခလာရ42တိုင်ရင်းကစစ်ကောင်စီတပ်သားများအထိုင်ချတပ်ဆွဲထားသေးကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဗိုလ်ပြင်းမြို့နယ်ကရတီတီမြို့အခြေဆိုင်ခမရ999တပ်ရင်းကစစ်ကောင်စီတပ်သား3ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ15ရက်နေ့မှာအမတ်ဆက်3စစ်စင်ရေးကွက်ကဲမှုဌာနချုပ်လက်အောက်ခံကရတူရီမြို့အခြေဆိုင်ခမရ999တပ်ရင်းကစစ်ကောင်စီတပ်သား3ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့အမတ်29စစ်ဗျူဟာအမတ်နဲ့စစ်ဒေသခွဲထမ်းမှာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအဲ့ဒီအလင်းဝင်လာသူ3ဦးကို အမတ်29စစ်ဗျူဟာအမတ်နဲ့စစ်ဒေသခွဲကဂုံပြုစုငွေများကိုချင်းမြင့်ပေးရန်ပြင်ဆင်ပေးနေပြီးတော့၎င်းတို့ကိုလုံလုံတဲ့နေရာမှာဆက်လက်ထိန်းသိမ်းထားပြီးလွမြောက်နေမြေကိုပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဇန်နဝါရီလ15ရက်နေ့ကပြည်သူ့ရင်ခွင်ကိုခိုးလုံလာတဲ့သူကတော့3ဦးပါ။ခမရ999တက်ကပါလက်နက်ခဲရန်နဲ့ပြည်သူ့ရင်ခွင်ကိုခိုးလုံလာတဲ့သူတွေကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကနေပြီးတော့ထိုက်တန်တဲ့ဂုံပြုစုငွေများကိုပေးအပ်သွားမှာပါ။အဲ့ဒီကြရင်ထပ်ပြောပါမယ်။ ဝင်ရောက်လာတဲ့သူတွေကိုတော့သူတို့ရဲ့စာနာအတိုင်းဆောင်ရွက်ပေးသွားမှာပါလို့အမှန်29ဆစ်ဗျူဟာနဲ့တမဟာတက် PDF တာဝန်ခံကိုအင်းမင်းထွန်းကပြောပြထားကြောင်းတင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ you <laughs>